အမေရိကန်ကအီရန်ပေါ်စစ်ရေးဖိအားတွေတိုးမြင့်လာတာနဲ့မျှတင်းမာမှုတွေကလည်းမြင့်တက်နေပါတယ်။အစ္စရေးကတီဟီရန်ရဲ့နျူကလ িয়ার နဲ့စစ်ရေးပစ်မှတ်တွေကိုဘုံကျဲတိုက်ခိုက်နေတဲ့မှာအီရန်ကလည်းတဲလ်အဗင်နဲ့ဟိုင်ဖာတို့အားဒုံးကျည်တွေဒရုန်းတွေနဲ့ပစ်ခတ်နေပါတယ်။အမေရိကန်ကအစ္စရေးကိုထောက်ခံမှုနဲ့အီရန်ကိုနောက်ဆုတ်ဖို့တတိပေးဖို့အတွက်လင်းတင်သမောတွေတိုက်လေရင်တွေနဲ့ဒုံးကျည်ကာကွယ်ရေးစနစ်တွေကိုဖြန့်ကျက်ချထားပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုတစ်ခုကြောင့် အီရန်ရဲ့နိုင်ငံပိုင်ရုပ်သံတိုင်းထိခိုက်မှုရှိခဲ့ပြီးဟိုင်ဖာရေနံတက်ဆက်ရုံကိုအီရန်ကတိုက်ခိုက်ခဲ့ရာအစ္စရေးမှာ24ဦးသေဆုံးပြီးအီရန်မှာ863ဦးသေဆုံးခဲ့ပါတယ်။တမနာထရန့်ကအီရန်ကိုပြောင်းရွှေ့ဖို့နဲ့၎င်းရဲ့နျူကလ িয়ার စီစဉ်ကိုရပ်ဆိုင်းဖို့တိုက်တွန်းနေချိန်မှာအမေရိကန်ရဲ့အခြေအနေကိုစောင့်ကြည့်လျက်ရှိတဲ့အီရန်အနေနဲ့နောက်ထပ်ဘာတွေလှုပ်ဆောင်လာမလဲဆိုတာစိတ်ဝင်စားစရာပါပဲ။မကြသေးမီကအီရန်ဟာယူသားသောဂရိ3စစ်စင်ရေးအဖြစ် အစ္စရေးရဲ့တီဟီရန်နျူကလ িয়ার စစ်ခန်းတွေနဲ့စစ်ခြေဆိုင်စခန်းတွေကိုတိုက်ခိုက်ခဲ့တဲ့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွက်တုံ့ပြန်တဲ့အနေနဲ့ပြင်းထန်တဲ့ပယ်ထိန်တုံးကြီးတွေနဲ့ဒရုန်းတွေနဲ့အစ္စရေးမျိုးကြီးတွေဖြစ်တဲ့ Tel Aviv နဲ့ Haifa တို့ကိုပြန်လည်ပြစ်ခတ်ခဲ့ပါတယ်။ဇွန်လ7ရက်နေ့ကလေးကအီရန်က Hajat Gasan လိုမျိုးခင့်မိတဲ့ဒုံးကြီး380ကျော်ပြစ်ခတ်ခဲ့ပြီးအဲ့ဒီဒုံးကြီးတွေဟာ US made Thud နဲ့ Israel ရဲ့ Aerosnet လိုမျိုးခင့်မိကာဝေးရေးစနစ်တွေကိုပါကျော်လွှားနိုင်တယ်လို့သိရပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာကျယ်ပြန့်တဲ့ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေခဲ့ပြီးအရှေ့လေပိုင်းမှာစစ်ပွဲကြီးတစ်ခုကိုဖြစ်လာနိုင်တဲ့စိုးရိမ်ပူပန်မှုတွေကိုမြင့်တက်စေခဲ့ပါတယ်။အီရန်ရဲ့ရန်လိုတဲ့လုပ်ရက်ကအစ္စရေးကိုတိုက်ရိုက်ဆင်ခေါ်ဖို့အသင့်ဖြစ်နေပြီဆိုတာပြသနေပြီးပါဝင်ပတ်သက်သူအားလုံးတို့အခြေအနေကိုပိုပြီးရှုပ်ထွေးစေခဲ့ပါတယ်။အစ္စရေးမှာထိခိုက်ပျက်စီးမှုတွေကပြင်းထန်ပြီး အထူးသဖြင့်အရက်ဘက် area တွေမှာပို့ပြီးတော့တိတိတသာထိခိုက်ခဲ့ပါတယ်။ Dell Event မှာဒုံးကြီးတစင်းက လူနေအဆောက်အုံတစ်ခုကိုထိမှန်ခဲ့ပြီးကြီးမားတဲ့မီးလောင်တစ်ခုဖြစ်ပွားခဲ့ရာအရေးပေါ်ဝန်ဆောင်မှုတွေအရလူ24ဦးသေဆုံးပြီး992ဦးဒဏ်ရာရခဲ့ပါတယ်။မြို့တော်ဝန်းကဆေးရုံတွေမှာမီးလောင်ဒဏ်ရာနဲ့ထိခိုက်ဒဏ်ရာရသူတွေနဲ့ပြည်နေပါတယ်။ဟိုင်ဖာမှာတော့အီရန်ဒရုန်းတစ်စင်းကလောင်စာစီကိုရောင်တစ်ခုကိုတိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲမှုတွေကြောင့်မြို့ရဲ့လျှက်စစ်တပ်အားထောက်ပံ့မှုပြတ်တောက်ခဲ့ပါတယ်။မိသားသမားတွေဟာမိကိုထိန်းချုပ်ဖို့နဲ့နိုင်ပေါင်းများစွာစူးစမ်းခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေကရက်ကွက်တွေကိုရှုပ်ထွေးစေခဲ့ပြီးတတိပေးအိုအော်တန်တွေမြို့အနှံ့အပြည့်မြည်ဟိနေတာကြောင့်မိသားစုတွေဟာခိုးလုံရတွေကိုအပြေးလွှာသွားခဲ့ကြရပါတယ်။အီရန်ရဲ့မဟာဗျူဟာကတော့ဒုံးကြီးတွေနဲ့ဒရုန်းတွေကိုပေါင်းစပ်ပြီးအမြင့်ဆုံးထိခိုက်မှုရအောင်လှုပ်ဆောင်ခဲ့တာပါပဲ။ဂုံပြူခံရတဲ့အီရန်စစ်ကောင်းဆောင်တဦးရဲ့အမိကိုအစွဲပြူလာတဲ့ဟတ်ချ်ကာဆန်ဒုံးကြီးဟာကီလိုမီတာ1200အကွာဝေးထိပြတ်ခတ်နိုင်ပြီးရေဒါထောက်လန်းမှုကိုပါရှောင်လွှဲနိုင်ပါတယ်။ ။စောင့်ကြည့်ရေးအတွက်အသုံးပြုတဲ့ drone တွေအချို့နဲ့ဖောက်ခွဲရေးပစ္စည်းတွေထည့်သွင်းထားတဲ့ drone တွေကတော့အဓိကအခြေခံအဆောက်အုံတွေကိုပိတ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။အီရန်နိုင်ငံပိုင်းမီဒီယာတွေ Israel တဲ့ခြေဆိုင်စခန်းတွေကိုအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ဖော်ပြတဲ့ရုပ်ပုံတွေကိုထုတ်လွှင့်ခဲ့ပေမဲ့ Israel ကတော့ဒုံးကျည်အများပြားကို ကြားဖြတ်ဖြတ်စီးနိုင်ခဲ့တယ်လို့အစီရင်ခံခဲ့ပါတယ်။ဒီတိုက်ခိုက်မှုရေအတွက်များပြားလွန်းတာကြောင့် Israel ရဲ့ကာဝေးရေးစနစ်တွေဖြစ်တဲ့ Iron Dome နဲ့ Davis Lane တို့ကိုစမ်းသပ်ခဲ့ရပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရာဆုံးရှုံးမှုတွေကလည်းကြီးမားပါတယ်။တေဆုံးသူ24ဦးအပြင်အစ္စရေးရာပေါင်းများသောဟာဒဏ်ရာရီနဲ့ထိတ်လန့်တုံ့လုံမှုတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ကျောင်းတွေပိတ်ထားရပြီးလူစုလူဝေးပွဲတွေကိုဖျက်သိမ်းထားရပါတယ်။အီရန်ရဲ့အစ္စလာမ်တော်လှန်ရေးအဆောင်တပ်ဖွဲ့ IRGC ကတော့အစ္စရေးကအီရန်ပိုင်နက်ကိုဆက်လက်တိုက်ခိုက်မယ်ဆိုရင်ဆက်ပြီးတိုက်ခိုက်သွားမယ်လို့ကြေညာထားပါတယ်။နိုင်ငံသားရေးဝန်ကြီး Abax Iraqi က အစ္စရေးရဲ့လုပ်ရက်တွေကိုရိုင်းဆိုင်တဲ့လုပ်ရက်လို့ခေါ်ဆိုခဲ့ပြီးရန်လိုမှုတွေမရမချင်းနျူကလ িয়ার စကားဝိုင်းတွေကိုလက်ခံမှာမဟုတ်ဘူးလို့ညင်းဆိုခဲ့ပါတယ်။ဒီလိုဆန့်ကျင်မှုကအီရန်ရဲ့ဖိအားပေးမှုတွေကိုဆက်လက်ထိန်းသိမ်းထားပေမဲ့ရည်ရွယ်ချက်ကို ဖော်ပြနေပြီးအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်863ဦးသေဆုံးခဲ့တဲ့ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရချိန်မှာတော့ဖိအားပေးမှုကိုဆက်ထိန်းထားမယ်ဆိုတဲ့သဘောပါပဲ။ဒေတာရင်းမှာလည်းတက်ရောက်မှုတွေရှိနေပါတယ်။ဂျော်ဒန်က၎င်းရဲ့လေကြောင်းပိုင်နက်ကိုပိတ်ထားပြီး လေကြောင်းလိုင်းတွေကတော့ဘေးအန္တရာယ်ကြောင့်အစ္စရေးနဲ့အီရန်ဘော်ကလေကြောင်းခီးစဉ်တွေကိုရပ်ဆိုင်းထားပါတယ်။အီရန်နဲ့ဆီးရီးယားလိုအိန္ဒိယနိုင်ငံတွေကတော့ပဋိပက္ခပုံမပြန်ပွားလာမှာကိုစိုးရိမ်ပြီးအထူးသတိဖြင့်စောင့်ကြည့်နေကြပါတယ်။အီရန်ကလူနေထူထပ်တဲ့နေရာတွေကိုတိကျတဲ့လက်နက်တွေအသုံးပြုတာဟာရှင်းလင်းတဲ့သတင်းစကားတစ်ခုပါပဲ။အစ္စရေးရဲ့ကန့်သတ်ချက်တွေကိုစမ်းသပ်ဖို့နဲ့၎င်းရဲ့စည်ရေးအင်အားကိုကဘာကိုပြသဖို့ရည်ရွယ်ပါတယ်။ ဒါပေမဲ့ဒီလိုတင်းမာမှုတွေကဒေသတစ်ခုလုံးကိုပိုပြီးကြီးမားတဲ့စစ်ပွဲတွေကိုဆွဲသွင်းသွားနိုင်ပြီးငြိမ်းချမ်းရေးအတွက်လွယ်ကူတဲ့လမ်းကြောင်းမရှိပါဘူး။အီရန်ရဲ့တိုက်ခိုက်မှုတွေကပြည်ပခါရဲ့အချိန်ဟုန်ကိုပြောင်းလဲစေခဲ့ပြီးအစ္စရေးက၎င်းရဲ့မြို့တွေကိုပြင်းထန်တဲ့ဖိအားအောက်မှာကာဝယ်ဖို့တွန်းအားပေးခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေရဲ့အရွယ်အစားကကမ္ဘာလုံးဆိုင်ရာအာရုံစိုက်မှုကိုရရှိခဲ့ပြီးအထူးသဖြင့် American ပြည်ထောင်စုရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။အီရန်က80ဒေါ်လာနဲ့မျှ အမေရိကန်ဟာ၎င်းရဲ့မဟာမိတ်ကိုကာဝယ်ဖို့နဲ့တီဟီရန်ကိုပြင်းထန်တဲ့တရစ်တရစ်ပေးချက်ပေးဖို့အရှိလေပိုင်းမှာစစ်ရေးအရာတိုးချဲ့ချထားမှုတွေကိုလှုံ့ဆော်နေပါတယ်။ဒါဟာဂျော်ဒန်၊အီရတ်၊ RS ဆိုပါများပြည်တော်စု UAE နဲ့အစ္စရေးတို့မှာအဆင့်မြင့်တိုက်လေရင်တခွဲတွေကိုချထားခြင်းအဖြစ်အီရန်ရဲ့အစ္စရေးပေါ်ရန်လိုတဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကိုထိန်းချုပ်နိုင်မဲ့ခိုင်မာတဲ့လေတပ်အခြေစိုက်စခန်းကွန်ရက်တစ်ခုကိုတိဆောက်လိုက်တာပဲဖြစ်ပါတယ်။ F15E Strike Eagles F16X F22 Raptor နဲ့ A10 Warthog လိုမျိုးအဆင့်မြင့်ဂျက်လေယာဉ်တွေကိုဒေသတစ်လျှောက်ဖြန့်ကျက်ချထားလိုက်ခြင်းအဖြစ်အမေရိကန်ကမဟာမိတ်ဖြစ်တဲ့ Israel ကိုကာဝယ်ဖို့နဲ့တီဟီရန်ကိုပြင်းထန်တဲ့သတိပေးချက်ပေးဖို့ရည်ရွယ်ထားပါတယ်။ဒီအခြေစိုက်စခန်းတွေဟာအီရန်ရဲ့ဘလို့လှုပ်ရှားမှုကိုမဆိုလှင့်မြန်စွာတုံ့ပြန်ဖို့အသင့်ရှိတဲ့မဟာဗျူဟာမျိုးကွန်ရက်တစ်ခုကိုဖန်တီးထားတာပါ။ဒီအင်အားပြသမှုဟာတင်းမာမှုတွေမြင့်တက်နေတဲ့ပြည်ပခါရဲ့ရလဒ်ကိုပုံဖော်ဖို့အမေရိကန်ရဲ့အသင့်ရှိမှုကိုမိမောင်းထိုးပြနေပါတယ်။ ဂျော်ဒန်မှာတော့အနည်းဆုံး F15E Strike Eagle 12စီးဟာအဓိကလေတပ်အခြေစိုက်စခန်းတစ်ခုမှာဆင်းသက်ခဲ့ပြီးအ мян တုံ့ပြန်ဖို့အသင့်အနေထားမှာရှိနေပါတယ်။ဒီဂျက်လင်ရင်တွေဟာမြေပြင်ပြင်းမှတ်တွေကိုတိုက်ခိုက်ရမှာသူတို့ရဲ့အရှိန်ဟုန်နဲ့တိကျမှုကြောင့်နာမည်ကျော်ပြီးရန်သူပိုင်တဲ့ထဲကိုနက်နက်ဆိုင်ဆိုင်ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။သူတို့ရဲ့တည်ရှိမှုဟာဆီးရီးယားကအီရန်ရဲ့မဟာမိတ်တွေနဲ့မိုင်းအနေငယ်ပဲဝေးတဲ့ဂျော်ဒန်ရဲ့ရှေ့တန်းစခန်းအဖြစ်အခန်းကဏ္ဍကိုပိုပြီးခိုင်မာစေပါတယ်။ ီရက်မှာတော့ F16 တပ်ခွဲတွေဟာအရင်က IS ကိုတိုက်ခိုက်ဖို့အသုံးပြုခဲ့တဲ့အခြေစိုက်စခန်းတွေမှာလက်ရှိမှာတပ်ဆွဲထားပါတယ်။ဒီဆွေတုံရဂျက်လီယင်တွေဟာလေကြောင်းတိုက်ပွဲနဲ့မြေပြင်တိုက်ခိုက်မှုနှစ်မျိုးသလုံးကိုလှုပ်ဆောင်နိုင်တာကြောင့်ဒေတာရင်းချိန်ချောင်းမှုတွေကိုစောင့်ကြည့်ဖို့နဲ့တုံ့ပြန်ဖို့အမေရိကန်ကိုပြောင်းလဲပြင်လဲဖြစ်စေပါတယ်။သူတို့ရဲ့ဖြန့်ကျက်ချထားမှုကအီရန်ကတဲမာမှုတွေပိုပြီးတိုးလာရင်အမေရိကန်ဟာပုံမူကျက်ပြက်တဲ့ပြည်ပခအတွက်ပြင်ဆင်ထားကြောင်းဖော်ပြနေပါတယ်။ UAE ကိုတော့ F22 Raptor တွေရောက်ရှိလာပြီးမရှင်နိုင်တဲ့လျှို့ဝှက်မှုနဲ့လေကြောင်းလွှမ်းမိုးမှုကိုယူဆောင်လာပေးခဲ့ပါတယ်။ဒီဂျက်လေယာဉ်တွေဟာရေဒါကိုရှောင်လဲနိုင်ပြီးတိကျစွာတိုက်ခိုက်နိုင်တာကြောင့် Hormuz ရေလက်ကြားအ धिक ရေနံလမ်းကြောင်းအနီးမှာအင်အားကြီးမားတဲ့တားဆီးနိုင်စွမ်းကိုပေးစွမ်းပါတယ်။သူတို့ရဲ့ဒီနေရာကအမေရိကန်ကိုအီရန်ရဲ့တောင်ဘက်နယ်စပ်အနီးကအ धिक လေပိုင်နက်ကိုထိန်းချုပ်စီနိုင်ပါတယ်။အစ်စရီမှာတော့အေတန်ဝါတော့တွေကိုရှေ့တန်းခြေဆိုင်စခန်းတွေမှာခြားထားပြီး ်မြေပြင်စစ်ဆင်ရေးတွေကိုအထောက်အကူပြုဖို့အသင့်ရှိနေပါတယ်။တင့်ကားတွေနဲ့ခံတပ်နေရာတွေကိုဖျက်ဆီးဖို့တိစောက်ထားတဲ့ဒီခိုင်မာတဲ့လေရင်တွေဟာပြင်းထန်တဲ့မီးအောက်မှာရင်လှုပ်ဆောင်နိုင်ပြီးအီရန်ရဲ့တိုက်ခိုက်မှုတွေဒါမှမဟုတ် Hezbollah မျိုးသူ့ရဲ့မဟာမိတ်တွေရဲ့လှုပ်ရှားမှုတွေကလည်း Israel ကိုအရေးပါတဲ့ကာကွယ်မှုကိုပေးစွမ်းပါတယ်။ဇနိမနက်မှာ B2 Separatist ဘုံပါဘုံကျဲလေရင်ဖြစ်အီရန်ကိုဘုံကျဲတိုက်ခိုက်မှုဟာပဋိပက္ခကိုအဆုံးရောက်တဲ့အဆင့်ကိုရောက်ရှိစေခဲ့ပါတယ်။ ကမ္ဘာအဆင့်မီနီးပညာနဲ့တိစောက်ထားတဲ့ B2 ဘုံကျဲလေယာဉ်တွေဟာရေဒါထောက်လန်းမှုကိုရှောင်ကွင်းနိုင်ပြီးတိကျတဲ့ပြင်ပတ်တွေကိုကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်အောင်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ဒီတိုက်ခိုက်မှုရဲ့ပြင်ပတ်တွေနဲ့ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုတော့အတိအကျမသိရသေးပေမဲ့ဒါဟာအီရန်ရဲ့အဓိကစစ်ရေးအခြေခံဆောက်အုံဒါမှမဟုတ်နျူကလ িয়ার စခန်းတွေကိုပြင်ပတ်ထားတဲ့အမေရိကန်ရဲ့တိုက်ရိုက်လုံဆောင်မှုဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုရဲ့နောက်ဆက်တွဲအနေနဲ့စစ်ရေးတင်းမာမှုအမြင့်ဆုံးအဆင့်သို့ရောက်ရှိခြင်း ရေနံစင်းလုံးများစံချိန်တင်ပြင့်တက်ခြင်းနိုင်ငံတကာဆက်ဆံရေးရှုပ်ထွေးခြင်းနဲ့စိုက်ဘာတိုက်ခိုက်မှုများပုံမှန်ဖြစ်ပွားခြင်းစတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်ပါတယ်။အမေရိကန်ရဲ့တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်မှုဟာအီရန်ကို ပြင်းထန်စွာတုံ့ပြန်မှုတွန်းအားပေးပါလိမ့်မယ်။ဒါဟာဒေတာရင်းစစ်ပွဲကိုရှောင်လွှဲဖို့ခက်ခဲတဲ့အခြေအနေကိုရောက်ရှိစေနိုင်ပြီးဟော်မုစ်ရေလကြမှာပြည်ပခပုံမှန်ပြင်းထန်လာတာကြောင့်ကမ္ဘာရေနံစင်းလုံးတွေတိတိတသားမြင့်တက်လာပြီးကမ္ဘာစီးပွားရေးကိုထိခိုက်စေမှာဖြစ်ပါတယ်။ရုရှားတရုတ် ဥရောပသမဂ္ဂစတဲ့နိုင်ငံကြီးတွေရဲ့တုံ့ပြန်မှုတွေဟာအရှိလေပိုင်းဒေတာထက်ကျော်လွန်ပြီးကမ္ဘာနိုင်ငံရေးစီးပွားရေးတွေကိုပါလွှမ်းမိုးလာနိုင်ပါတယ်။ဒါအပြင်အီရန်ရဲ့စိုက်ဘာတိုက်ခိုက်မှုစွမ်းရည်ကအားကောင်းတာကြောင့်အမေရိကန်နဲ့အစ္စရေးရဲ့အဓိကအခြေခံအဆောက်အုံတွေပေါ်စိုက်ဘာတိုက်ခိုက်မှုတွေပုံမှုဖြစ်ပွားလာနိုင်ပါတယ်။ဒီလိုအခြေအနေတွေဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆုံးရှုံးမှုများကိုလည်းပုံမှုမြင်မားစေမှာဖြစ်ပါတယ်။ယနေ့မနက် B2 Suppress Stick ပုံမှာဘုံကျဲလျင်ဖြစ်အီရန်ကိုတိုက်ခိုက်မှုဟာ ဒေတာရင်းတင်းမာမှုတွေကိုအမြင့်ဆုံးအဆင့်ထိတွန်းပို့လိုက်ပါတယ်။ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးသက်ဆိုင်ရာနိုင်ငံတွေရဲ့တုံ့ပြန်မှုတွေကတော့ပြည်ပခရဲ့ရှုပ်ထွေးမှုကိုပိုပြီးပေါ်လွင်စေပါတယ်။အစ္စရေးဘက်ကနေဆိုရင်ဝင်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကအမေရိကန်ရဲ့လိုရက်ကိုချီးကျူးပြီးဒါဟာဒေတာရင်းနဲ့ကမ္ဘာညီညွတ်ရေးအတွက်သမိုင်းဝင်ခြေလှမ်းဖြစ်တယ်လို့ဆိုပါတယ်။အစ္စရေးစစ်တပ်ကတော့ဒီတိုက်ခိုက်မှုအပြီးမှာပြည်ရင်းလေကြောင်းပိုင်တဲ့အားလုံးကိုပိတ်ပြီးကြာရှည်သောစီရေးလှုပ်ရှားမှုအတွက်ပြင်ဆင်နေကြောင်းထုတ်ပြန်ခဲ့ပါတယ်။ သူတို့ရဲ့နိုင်ငံသားရေးဝန်ကြီးကလည်းအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုနှစ်နှစ်သုံးနှစ်လောက်နောက်ပြန်ဆုတ်သွားစေခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အီရန်ဘက်ကတော့ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။နိုင်ငံသားရေးဝန်ကြီး Abax Agrachi ကအမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာရေရှည်တည်တဲ့အကျိုးဆက်တွေရှိလာမယ်လို့သတိပေးခဲ့ပြီးတီဟီရန်အနေနဲ့ပြန်လည်လက်တုံ့ပြန်မှုရွေးချယ်စရာအလုံးကိုထိန်းသိမ်းထားတယ်လို့ကြေညာခဲ့ပါတယ်။သူကအမေရိကန်ဟာနိုင်ငံတကာဥပဒေကိုပြင်းထန်စွာချိုးဖောက်ခဲ့တယ်လို့လည်းစွပ်စွဲခဲ့ပါတယ်။ အီရန်လူမျိုးစွမ်းရည်အဖွဲ့ကြီးကတော့ Fordo Isfahan နာတန်စဒေတာကနျူကလ িয়ার စခန်းတွေတိုက်ခိုက်ခံရတာကိုအတည်ပြုခဲ့ပြီးမြဲသူတို့ရဲ့လုပ်ငန်းတွေရပ်တန့်မှာမဟုတ်ဘူးလို့အခိုင်အမာပြောကြားခဲ့ပါတယ်။အီရန်နိုင်ငံပိုင်မီဒီယာတွေကတော့အစ္စရေးလေတပ်အခြေစိုက်စခန်းတွေကိုအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ဖော်ပြတဲ့ရုပ်ပုံတွေကိုထုတ်လွှင့်ခဲ့ပြီးအစ္စရေးရဲ့ထိခိုက်မှုတွေကြောင့်863ဦးသေဆုံးခဲ့ရတဲ့ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရခြင်းမှာတော့ဖိအားပေးမှုကိုဆက်ထိန်းထားမယ်လို့ဆိုခဲ့ပါတယ်။ ီအခြေအနေကိုတရုတ်နဲ့ရုရှားတို့လိုနိုင်ငံကြီးတွေကလည်းအနီးကပ်စောင့်ကြည့်နေကြပါတယ်။သူတို့ဘက်ကဓာတ်ရိုက်မှတ်ချက်တွေထွက်ပေါ်မလာသေးပေမဲ့ဒေတာရင်းတင်းမာမှုတွေမြင့်တက်လာခြင်းနဲ့ကမ္ဘာစီးပွားရေးအပေါ်အထူးသဖြင့်ရေနံစိမ်းနှုန်းမြင့်တက်ခြင်းတက်ရောက်မှုတွေပေါ်စိုးရိမ်မှုတွေတော့ရှိနေပါတယ်။ဒီနိုင်ငံတွေအနေနဲ့ပြည်ပခါကိုဖြေလျှော့ဖို့ဒါမှမဟုတ်သူတို့ရဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားတွေကိုကာကွယ်ဖို့နိုင်ငံရေးနဲ့တန်တမာရေးဖိအားပေးမှုတွေကိုပြုလုပ်လာနိုင်ွယ်ရှိပါတယ်။ အမေရိကန်ရဲ့ပြင်းထန်တဲ့သတိပေးချက်နဲ့ကြီးမားတဲ့စည်ရေးဖိအားတွေအောက်မှာအီရန်ကပါဆက်လို့မလဲဆိုတာကစိတ်ဝင်စားစရာပါအီရန်အနေနဲ့ပဋိပက္ခကိုဆက်လက်ဆွဲဆန့်ခြင်းပုံမိုကျပြတ်နဲ့ဒေတာရင်းစစ်ပွဲကိုဆွဲသွင်းခြင်းဒါမှမဟုတ်နျူကလ িয়ার စကားဝိုင်းတွေပြန်လည်စတင်ခြင်းဆိုတဲ့ရွေးချယ်စရာ၃ခုလောက်ရှိနိုင်ပါတယ်ပဋိပက္ခကိုဆက်ဆွဲနေမယ်ဆိုရင်အီရန်ဟာနိုင်ငံတကာဖိအားတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးကြီးမားတဲ့လူဝင်အားနဲ့စည်ရေးဆုံးရှုံးမှုတွေရှိလာနိုင်တာကြောင့်ရေးရှိမှာပိုထိခိုက်နိုင်ပါတယ် အမေရိကန်ကသူ့ရဲ့မဟာမိတ်အစ္စရေးကိုကာကွယ်ဖို့နဲ့ဒေတာရင်းတည်ငြိမ်ရေးကိုထိန်းသိမ်းဖို့အသင့်ရှိနေတာကြောင့်အီရန်ရဲ့ဘလူတိုက်ခိုက်မှုမျိုးကိုမဆိုအမေရိကန်ရဲ့ပြန်လည်တုံ့ပြန်မှုကိုဖြစ်ပေါ်စေနိုင်ပြီးဒါကအရှေ့လေပိုင်းရဲ့အင်အားချိန်ဝင်ရှာကိုပြောင်းလဲစေနိုင်ပါတယ်။ဒေတာရင်းစပွဲကိုပိုပြီးကျယ်ပြန့်အောင်လုပ်မယ်ဆိုရင်လည်းအီရန်ဟာသူ့ရဲ့မဟာမိတ်ဟစ်ဘိုလာလိုမျိုးအဖွဲ့တွေကိုအသုံးပြုပြီးအမေရိကန်ကိုတိုက်ရိုက်ပောင်းဝဲလာနေစေနိုင်တယ်လို့အခြေအနေကိုထိန်းချုပ်ရောက်ခဲ့တဲ့အဆင့်ကိုရောက်ရှိသွားနိုင်ပါတယ်။ အမေရိကန်ဟာအီရန်ရဲ့ကိုယ်စားလှယ်အဖွဲ့တွေကိုလည်းအနီးကပ်စောင့်ကြည့်နေပြီးနောက်ထပ်ရှုပ်ထွေးမှုတွေမဖြစ်အောင်ကြိုးစားနေပါတယ်။နောက်ထုံးနောက်ဆုံးရွေးချယ်စရာကတော့နျူကလ িয়ার စကားဝိုင်းတွေကိုပြန်လည်စတင်ခြင်းပါပဲ။ပြင်းထန်တဲ့ဖိအားတွေကြောင့်အီရန်ဟာဒါကိုစဉ်းစားလာနိုင်ပေမဲ့တမနာထရန်ကတီဟီရန်ကိုနျူကလ িয়ার စီစဉ်ရပ်ဆိုင်းဖို့တိုက်တွန်းနေတာကြောင့်ဒါဟာအီရန်အတွက်မျက်နှာပန်းမလှပဲနောက်ဆုတ်ရတဲ့အခြေအနေဖြစ်နိုင်ပါတယ်။ဒါပေမဲ့ပဋိပက္ခကိုရှောင်ရှားဖို့အတွက်ဒါဟာဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့်ရေနံစိမ်းလုံးတွေ1.9ခန်းလုံးမြင့်တက်လာပြီးကမ္ဘာစီးပွားရေးပေါ်ဖိအားပေးနေပါဗျာ။အမေရိကန်ရဲ့ခိုင်မာတဲ့ယက်တီချက်ကအီရန်ကိုသူ့ရဲ့လုပ်ရက်တွေကိုပြန်စင်းစားနိုင်ပေမဲ့တီဟီရန်ရဲ့စန့်ကျင်မှုကတော့ရှုပ်ထွေးမှုတွေဖြစ်စေနိုင်ပါတယ်။ကမ္ဘာတစ်ဝန်းလုံးကအမေရိကန်ဂျက်လီယင်တွေလေးပိုင်းနဲ့ထဲလှည့်ပတ်နေတာကို၎င်း၊အီရန်ရဲ့ကာကွယ်ရေးစနစ်တွေအသင့်အနေထားမှာရှိနေတာကို၎င်းအနီးကပ်စောင့်ကြည့်နေကြပါတယ်။အီရန်ကစပီးဖိအားပေးမလား ဒါမှမဟုတ်အမေရိကန်ရဲ့တန်ခတ်မှုတွေကိုရှောင်ရှားဖို့ငြိမ်းချမ်းရေးကိုရှာဖွေမလားဆိုတာကတော့အရှိလေပိုင်းဒေသကိုပြန်လည်ပုံဖော်ပေးမယ့်အဖြေတစ်ခုပါပဲအခုဆိုရင်အခြေအနေတွေက တော်တော်လေးကိုတင်းမာနေပါပြီ အမေရိကန်ရဲ့စီးရေးဖီအာရီမြင့်တက်လာတာနဲ့အမျှအီရန်ဘာဆက်လုံမလဲဆိုတာကတကယ်ပဲစိတ်ဝင်စားဖို့ကောင်းနေပါတယ်သူတို့အနေနဲ့ပြည်ပခါကိုဆက်ပြီးဆွဲဆက်မလားပိုကြီးမတဲ့ဒေတာရင်းစစ်ပွဲစီကိုတွန်းပို့မလားဒါမှမဟုတ်နျူကလ িয়ার စကားဝိုင်းတွေကိုပြန်ဆပြီး ငင်းချမ်းရေးကိုဥတီမလားဆိုတဲ့ရွေးချယ်စရာ၃ခုလောက်ရှိနေတာပါဘလို့ပဲဖြစ်ဖြစ်ဒီတင်းမာမှုတွေကရေနံစိမ်းလုံးတွေကိုတက်စေပြီးကမ္ဘာစီးပွားရေးအပေါ်လဲဖိအားတွေပေးနေပါတယ်အမေရိကန်ရဲ့ခိုင်မာတဲ့ယက်တီချက်ကအီရန်ကိုသူ့ရဲ့လုပ်ရက်တွေကိုပြန်စင်းစားနိုင်စေပေမဲ့တီဟီရန်ရဲ့ကောင်းမှမှုကတော့အခြေအနေကိုပိုပြီးရှုပ်ထွေးနိုင်စေပါတယ်ကမ္ဘာတဝန်းလုံးကတော့အမေရိကန်ရဲ့တိုက်လေယာဉ်တွေလေးပိုင်းတစ်ထဲမှာလှုပ်ရှားနေတာရယ်အီရန်ရဲ့ကာကွယ်ရေးစနစ်တွေအသင့်အနေထားမှာရှိနေတာရယ်ကို အနီးကပ်စောင့်ကြည့်နေကြတာပါအီရန်ကစပီးဖိအားပေးမလားဒါမှမဟုတ်အမေရိကန်ရဲ့ဖိအားတွေကိုရှောင်ရှားဖို့ငြိမ်းချမ်းရေးကိုဥတီလာမလားဆိုတာကတော့အရှိလေပိုင်းဒေသတစ်ခုလုံးရဲ့အနာဂတ်ကိုပုံဖော်ပေးမဲ့အဖြေတစ်ခုပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ